ဒီနည်းမျိုးနဲ့မူထက်သွားလို့ရှိရင်တော့ပြောချင်တာကတော့လောလောဆယ်တော့လုံမိုင်းလုံလဲမဲ့ဖြစ်မယ်ပေါ့အကြံမြင့်တွေးရင်ဒါပေမဲ့အဲစီးပွားရေးရှုထောင့်ကတွေ့မယ်ဆိုလို့ရှိရင်ဒီလူတွေကဒီတိုင်းပြန်သွားတာမဟုတ်ဘူးယင်းနည်းမျိုးနဲ့မူလက်လွဲခဲ့မှာပေါ့လက်လွဲခဲ့တဲ့အခါမှာကျမတို့ကဒီဒီမိုကရေစီကိုအရန်ကိုပေါ့နော်လူခွင့်ရေးလူသမားခွင့်ရေးကိုအမျိုးသမီးခွင့်ရေးကိုလေးစားလိုက်နာတော့ အော်ကုမ္ပဏီတွေကနေပြီးတော့မလေးစားမလိုက်နိုင်တော့ကုမ္ပဏီတွေလည်းထဲကိုရောက်သွားမှာပေါ့ဒါပေမဲ့ပုံမလင်းလင်းပြောရလို့ရှင်လေအခုအဲလိုဆန်ရှင်ချရတယ်ဆိုတာကအဲ့လှုပ်ရှင်တွေကဒါတွေမလုပ်ခက်လို့ဆန်ရှင်ချတာလीအလုပ်သမားတွေလွတ်လပ်စွာတင်းမင်းဖွဲ့စည်းခွင့်ကိုလက်မခံဘူးစူပောင်းတောင်းဆိုမှုစူပောင်းရေးဆိုမှုကိုလက်မခံဘူးเนาะအလုပ်ချိန်တင်းကျပ်ခေါ်ယူတဲ့ပုံမှာဆန်ရှင်ချတာဆိုတော့နောက်လာတဲ့ဒီလုပ်ငန်းရှင်ကလည်းဒီတက်ဆိုတဲ့လုပ်ငန်းရှင်တွေပဲရောက်လာမှာပေါ့ကျမတို့နိုင်ငံအောင် တော့မနေ့ကတနေ့ကုန်နဲ့တနေ့အနေကဒီဟိုဆက်ရှင်ချလိုက်လို့ဆိုပြီးတော့ဒီနိုင်ငံကအတိုင်းဝိုင်းမှာတော့အဲ့ဒါကအုံကျွတ်ကျွတ်နဲ့ဒီအောင်ပွဲခံကြရတယ်ပေါ့ဒါပေမဲ့ပြည်တွင်းလုံသမားတွေကကြတော့အဲ့ဒါတွေကိုမတိဘဲနဲ့သူတို့ရဲ့လောက်ခလာတာတိုးဖို့ကိုပဲဒီလုပ်ငန်းဝင်တွေမှာဒီဆန္ဒတွေပြနေကြတယ်တောင်းနေကြတယ်အဲ့အကျိတ်နယ်တွေဆွေးနွေးနေကြတယ်ပေါ့နော်အဲ့တော့ နှစ်ခုမျှပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်အပြည့်ရင်းလုံသမားတွေအနေနဲ့ကဘာဖြစ်လာနိုင်တယ်ဆိုတာဘာမှမသိဘူးဥပမာသူတို့ရဲ့ယင်းနှိမ့်မုန်နိုင်တဲ့သူတွေကတခြားတယောက်ကိုရောင်းလိုက်ပြီးထွက်သွားမယ်တခြားတယောက်နဲ့သူတို့ဆက်လုပ်ရမယ်ဒါလေးလည်းမသိဘူးပေါ့နော်ကျမတို့က60ခုနဲ့အလွန်ဟိုနှစ်တွေကိုပြန်ရောက်သွားပြီးတော့ဘာမှအတမကဖွဲ့ခွင့်မရတာ၄၀၀ဘာမှတောင်းဆိုလို့မရတာ၄၀၀ပို့ပြီးတင်းချက်တဲ့အနေအထားမျိုးတွေရောက်လာနိုင်တယ်ဆိုတာလေဖြစ်ကောင်းဖြစ်လာနိုင်တယ်ပေါ့ဒါမျိုးတွေလည်းအလုပ်သမားတွေကအတိထားတာ၄၀၀မရှိဘူးပေါ့နော်အဲ့တော့ဟိုဒီလူတွေအတွက်က ျမတို့ပို့ပြီးရှိဖို့လိုအပ်တယ်လို့ကျမမြင်လာတယ်။အဲဒီသူတို့နဲ့အတူတူလက်တွဲပြီးသူတို့ခွင့်ရင်ကိုပို့လုပ်ပေးမဲ့အဖွဲ့အစည်းတွေပို့ပြီးတော့ပြည်တွင်းမှာရှိဖို့လိုအပ်လာတယ်လို့ကျမတို့မြင်တယ်။ဆိုရင်ထွက်သွားတဲ့နေရာမှာတခြားသူတွေကိုခေါ်မှာပေါ့နော်။အခုတောင်မှပဲကျမတို့နိုင်ငံမှာဒီရုရှားအထယ်တွေစချုပ်နေတာကိုပိုလန်ထယ်တွေအဲ့လိုမျိုးတွေချုပ်နေတာဆိုတော့ဒါအသုံးလေးနှစ်လောက်ရှိပြီကျမတို့မြင်နေရတာလေ။ အလုသမားကတော့ပြောင်းသွားတဲ့လုပ်ငန်းရှင်စီမှာပဲအလုဆက်လုပ်သွားမှာပေါ့ဟို60ခုနှစ်တည်းတုန်းကပက်စီထွက်သွားတယ်ဘေကန်နေပြီးတော့ဆန်ရှင်ကြောင့်ပက်စီထွက်သွားတယ်ဥသိန်းထွန်းလက်လက်လွဲယူလိုက်တယ်အဲ့တော့အဲ့ဒီပက်စီကအလုသမားတွေကဥသိန်းထွန်းစီမှာအလုသမားပြန်ဖြစ်သွားတယ်ဒါပဲပေါ့ဒါကတော့ကျမကအမြင်သာထင်သာရှိတဲ့ဥပမာကိုပြောတာပါ